ရန်ကုန်မန္တလေးလမ်းဟောင်းမှာရင်းနှီးတိုက်မိလို့အမျိုးသားတအုပ်သေဆုံးခဲ့။နေပြည်တော်ဥတ္တရခရိုင်တကုံးမြို့နယ်ညောင်လွန့်ကျေးရွာရန်ကုန်မန္တလေးလမ်းဟောင်းမှာရင်းနှီးတိုက်မိခဲ့ရာတအုပ်သေဆုံးပြီးတအုပ်ဒဏ်ရာရရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။အော်တိုဘတ်16ရက်နေ့ညနေ6:00နာရီမိနစ်50ခန့်ကရန်ကုန်မန္တလေးလမ်းဟောင်းမိုင်တိုင်အမှတ်259မြင်းဆောင်နှင့်ညောင်လွန့်အထက်ကကျောင်းရှိမှာရင်းနှီးတိုက်မိပြီးလူညက်နေခဲ့တာဖြစ်ပါတယ်။ ဒီတဲ့တင်းကြောင့်တကုံးမြို့နယ်မိသက်စခန်းမှာရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေကကယ်ဆယ်ရေးလုပ်ငန်းတွေတွားရောက်ဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ။တိုက်မိမှုကြောင့်ရင်းပေါ်ပါအမျိုးသားနှစ်ဦးအနက်တဦးတေဆုံးကတဦးကတော့စိုးရိမ်ရတဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတို့ကိုပရဟိတသူနာတင်ရင်များဖြင့်တကုံးမြို့ကဒင်းတရာပြည်သူစေယုံကိုပို့ဆောင်ပေးခဲ့တယ်လို့မိသက်တပ်ဖွဲ့ကထုတ်ပြန်ထားပါဗျ။